ဗမော်တိုက်ပွဲမှာအောင်မွေးခံပို့စတင်ပြီးနိုင်ပိုင်းအတွင်းသေဆုံးခဲ့တဲ့ကြန့်ဖွဲ့ပါတီအမာခံရဲ့တာကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းပြင်းထန်နေဆဲတိုက်ပွဲများတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးအောင်မွေးခံပို့စတင်ပြီးနိုင်ပိုင်းအတွင်းမှာပင်အဆိုပါတိုက်ပွဲမှာသေဆုံးခဲ့ကြောင်းလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာပါတယ်သေဆုံးသူမှာကြန့်ခိုင်ရေးပါတီရဲ့အမာခံတဦးဖြစ်တဲ့လိုင်းမန်းမြရှိလူမှုကွန်ရက်အသုံးပြုသူရဲ့တားဖြစ်ပါတယ် နိုဝင်ဘာ9ရက်နေ့ကဗမော်တိုက်ပွဲအတွင်းရရှိခဲ့တဲ့အောင်ပွဲကို ဝင်းကြွားစွာ ဖော်ပြဖို့လိုင်းမန်းကတားဖြစ်သူရဲ့ဓာတ်ပုံတွေကိုတင်ခဲ့ပါတယ်။ post မှာအဲ့ဒါငါတားกว่าငါတားဖနှတ်အောက်က KIA အရာရှိဒီဘီလို့ရေးတားပြီးတားဖြစ်သူရဲ့စကားလို့ဆိုရမယ်။ဗမော်မှာတားတို့တက်မလို့စစ်ကောင်စီတက်ရှိနေသမျှ KIA အယုတ်ရေးယူရမယ်ဆိုတဲ့စကားရက်ကိုလည်းထည့်သွင်းဖော်ပြခဲ့ပါတယ်။အဆိုပါ post အောက်မှာစစ်တပ်ထောက်ခံသူတွေက ဘေးမတည်ရမခပဲအမိမေကိုကာကွယ်နိုင်ပါစေတူတော်ရင်အကိုကြီးကလေးမျက်နှာကို စတစ်ကာလေးအုပ်ပေးပါလားသူ့လုံခြုံရေးအတွက်အကိုကြီးကလေးပုံမတင်နဲ့ခီးပြီးသားလဲတပေါက်လုံးကုန်အောင်ဆွဲပစ်စမ်းညီတော်မောင်ကြီးစတဲ့မှတ်ချက်တွေကိုရေးသားခဲ့ကြပါတယ်သို့တော်လဲပို့စတင်ပြီးနိုင်ပိုင်းတွင်လူဝင်မှ၁၀ရက်နေမှလိုင်းရင်မန်းကတားဖြစ်သူတိုက်ပွဲမှာတည်ဆုံးခဲ့ကြောင်းပြန်လဲရေးသားခဲ့ပါတယ် ဘသူမှထပ်ပြီးတရင်မမေးကြပါနဲ့ကျွန်တော်မခံစားနိုင်လို့ထပ်မပြောချင်ဘူးဗျာလို့ရေးသားခဲ့ပြီးနာရေးတရင်အောက်မှာ ထောက်ခံသူတွေက ဟာ မနေ့ကမှ ပုံလေးကြည့်ရင်ပီတိဖြစ်နေတာမနေ့ကတော့ပြောလို့မဆုံးသေးဘူးဟာမနေ့ကကိုမြင်နေသေးတာဟာမနေ့ကမှရန်သူအလောင်းပေးမှာပုံတင်ခဲ့သေးတာလေဘလို့ဖြစ်ရတာတော့ဗျာစတဲ့အမှတ်ချက်တွေကို ရေးသားခဲ့ကြပါတယ်ဒါပြင်ဆန့်ကျင်ဘက်အမှတ်ချက်များဖြစ် 24နာရီမကျော်စေရဘူးပြည်သူမြေတာစူးစေရမယ်တေဘီလီမအပ်လာရင်ဆူတောင်းပြည့်ချက်ဂိန်သွားပြီအခုတော့တေသွားပြီဆူတောင်းပြည့်တယ်နော် နေမကူစတဲ့စကရက်များကိုလည်းတွေ့ရပါတယ်လိုင်းမန်းကလူဝင်မဆက်ရက်မနက်7နာရီမှာတားဖြစ်သူ ရန်သူစခန်းတက်တဲ့ရင်တေဆုံးခဲ့တယ်လို့ရေးသားခဲ့တော်လဲကချင်စစ်ရေးတရရင်မြစ်ကဒီရက်ပိုင်းဗမော်တိုက်ပွဲမှာ KIA တက်စခန်းအသိမ်းမခံရပါဘူး ခလာရ40ခွန်တက်ရင်ဘက်မှာတိုက်ပွဲတွေရှိနေကြအောင်အတည်ပြုပါတယ်။အဆိုပါတရင်မြစ်ကကိုရက်နေ့ကဗမော်မှာဒူးရင်မှုတယောက်ပြင်းထန်ဒဏ်ရာရသွားတယ်လို့ပြောတယ်။အဲ့ဒီကောင်တေဆုံးသူဖြစ်မယ်။40ခွန်တက်ရင်ဘက်မှာငါတို့ရဲ့ drone ဘုံမိသွားတာပါ။တေးပြီးထင်တာပဲလို့ပြောပါတယ်။တေဆုံးသူမှာနိုဝင်မှာကိုရက်ခလာရ40ခွန်တက်ရင်ဒီတိုက်ပွဲမှာတေဆုံးခဲ့တဲ့အရာရှိဖြစ်နိုင်ကြောင်းခန့်မှန်းထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များသည်2024ဒီဇင်ဘာလဆန်းပိုင်းမှစပြီးဗမော်မျိုးသိန်းစစ်စင်ရေးကိုဆောင်ရွက်နေပြီးတိုက်ပွဲများ၁၇လကြာပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနကနောက်ဆုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာအပြန်အလှန်စစ်စင်ရေးများဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရပါတယ်ရှင်။